အလိုမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဗျာမင်္ဂလာပါတငယ်ချင်းတို့ရေတငယ်ချင်းတို့ကျမ်းမာချမ်းသာပျော်ပျော်ရွှင်ရွှင်ရှိကြရလားဗျာကျွန်တော်ကတော့ကျမ်းကျမ်းမာမာချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ပဲဒီနေ့လေကျွန်တော်ရဲ့စိတ်အာရုံမှာ လွန်ခဲ့တဲ့နှစ်25နှစ်အရင်တော့ကမလေးရှားကိုကျွန်တော်စပြီးရောက်စဉ်တော့ကျွန်နဲ့တူတူလက်တွဲပြီးတော့ဆယ်ယောကာရီစီတဲ့နေရာမှာလှုပ်လှုပ်ခဲ့တဲ့လူတယောက်အကြောင်းကျွန်တော်ပြောပြခြင်းနဲ့ပြောအဲပြောပြခြင်းတာကအကြောင်းရင်းရှိတယ်ပြောကျွန်တော်ဒီနေ့ဈေးတွိုင်းနေလမ်းမှာ ကလားအယူတယောက်တွေ့တယ်ကျွန်တော်မြန်မာလူမျိုးတွေနားလည်အောင်ပြောရရင်တော့ကလားအယူပေါ့ဗျအိန္ဒိယလူမျိုးအယူတယောက်သူလက်ထဲမှာခလေးစော်တဲ့ cellular phone တွေပေါ့ဗျเนาะကျွန်တော်တို့ smartphone လို့ပုံစံတမ်းမျိုးပေါ့ဒါပေမဲ့အဲအဲ့လိုခလုတ်နှိမ့်တဲ့ cellular ပေါ့ဗျ plastic phone လေးနဲ့အဲ့ဒါလေးကိုသူနှိမ့်ပြီးတော့သူစကားတွေပြောတယ်တယောက်တည်းပြောတယ်အဲ့ဒါကိုမြင်တော့ ကျွန်တော်တတိတခုသွားရတယ်ပြအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ကျွန်တော်ရဲ့လောက်ဖို့ကံဖတ်တယောက်ကျွန်တော်ရဲ့မလေးရှားမှာစပြီးတော့မလေးရှားမျိုးနင်းတဲ့အချိန်မှာကျွန်တော်ဆုံးခဲ့ကြုံခဲ့တဲ့မိတ်ဆွေတယောက်လည်းအဲ့လိုမျိုးယူသွားတယ်ဗျအခုရှိရှိသေးတယ်အမ်ပန်းနေမြေမှာအဲ့တော့သူ့ရဲ့ အကြောင်းပေါ့နော်သူ့ရဲ့ဘဝအဖြစ်အပျက်လေးကိုကျွန်တော်ပြောပြမယ်ဗျာမျှဝေမယ်ပေါ့နော်အဲ့တော့ညီကိုတို့အနေနဲ့လည်းပညာလေးတစ်ခုရောက်အော်ကျွန်တော်ဒီကင်မရာကြီးကိုကြည့်ပြီးကြောပြောမနေဘူးဗျာနော်ကျွန်တော်ကကျွန်တော်ကျွန်တော်မူးနဲ့ကျွန်တော်ပြောမယ်အဲ့တော့ခုနှစ်တည်းတော့ကျွန်တော်ထဲမပြောတော့ဘူးဗျာလွန်ခဲ့တဲ့နှစ်ပေါင်း20အရင်လောက်ကပေါ့ဗျာကျွန်တော်တို့မလေးရှားနိုင်ငံကိုစပြီးရောက်တယ် လေးရှောက်စားပြီးရောက်ပြီးတော့မလေးရှားမှာကျွန်တော်တို့လေးရရအလုပ်ပြတည်တယ်မလားကိုရီးယားပညာတတ်တည်ပညာရှင်တွေမဟုတ်တော့ကိုရရအလုပ်ကိုလုံးကြရတယ်ဗျအဲ့တော့ကျွန်တော်အကားရေးစေးတယ်သူလည်းမကားရေးစေးတဲ့နေရာမှာသူလည်းကားရေးစေးတယ်တော့ကိုလေးတူတူတအိမ်ထဲနေကြတယ်တူတူတအိုးထဲစားကြတယ်တငယ်ချင်းတွေပေါ့ဗျ တရက်သူကနေပြီးတော့အဲ့ချိန်တော့ခင်ဗျားတို့ကျွန်တော်တို့သိမယ်ဗျအချွေစီလေးတွေထည့်ပြီးတော့မမဘီကိုဖုန်းပြောဖို့တော့ကိုမလေးရှားနေပြီးချက်စီလေးတွေငါးမှုစီလေးအဲ့လိုအချွေစီလေးတွေနဲ့ပြောတဲ့ PCO ဖုန်းတွေရှိတယ်ဗျသိလားအဲ့ PCO ဖုန်းလေးတွေကလမ်းဘေးဖုန်းလေးတွေပေါ့ဗျာတိုင်ဖုန်းလေးတွေပေါ့နော်အဲ့တိုင်ဖုန်းလေးတွေမှာသွားပြီးတော့ကျွန်တော်တို့ကလည်းအကျွေးစီလေးတွေစုอ่ะအကျွေးစီလေးတွေစုပြီးတပတ်တစ်ခါမှာ အဲ့လိုမျိုးတငယ်ချင်းဟောင်းဒီနေ့မင်းဖုန်းသွားပြောမယ်ကွာဘယ်သူမှအကျွေးစီးရှိတယ်ပေါ့နော်ငါ့ကိုပေးကြပါအဲ့လိုမျိုးကို့မှာရှိတဲ့ပတ်စံနဲ့အကျွေးစီးလေးနဲ့လဲလဲပြီးကို့မိဘကိုညီကိုမောင်တို့ကိုသားမယားစီဖုန်းဆက်ဖို့သွားကြတော့ပေါ့အဲ့တော့အဲ့ဒီလူကလည်းသူလည်းအဲ့လိုပေါ့နော်သူလည်းမြန်မာပြည်မှာရှိတဲ့သူညီကိုမောင်တို့တွေဖုန်းခေါ်ဖို့အဲ့မှာသူကနေပြီးတော့ဖုန်းပြောတော့ကျွန်တော်တို့တွေလည်းလူငယ်ပါတာပါဝါမလားတငယ်ချင်းဖုန်းပြောလိုက်သွားတော့ပေါ့ပြီးတော့ တကယ်ချင်းဖုံးပြောခိုးသားထောင်တော့ဟုတ်အာ तू ကအဲ့မှာမမမုံမမမုံဆိုပြီးတော့အမျိုးသမီးတယောက်ကိုသူရင်းညွှန်းပြီးတော့သူပြောနေတာဗျအဲ့ဒါကျွန်တော်တို့လည်းသူ့မမမုံဆိုပြီးတော့နာမည်ပေးထားတယ်မမမုံပေါ့နော်မမမမမမုံဆိုပြီးတော့ခွန်ရကနေမမုံပါကြီးမမုံပါကြီးပြောသွားတာသူ့ကိုကျွန်တော်တို့မမုံပါကြီးဖြစ်သွားတာ အဲ့မမမုံလို့စာရင်နေပြီးတော့အနောက်ကအကိုထဲလိုက်တော့မမုံပိုက်ကြီးဖြစ်သွားတာပေါ့။အာသူရဲ့ဇာကြောင်းလေးကတော့ဗျအရန်ရင်နေပြီးတော့အရန်တနာဖို့ကောင်းတယ်ဗျ။ဒီလူကလေမော်လမြိုင်မော်လမြိုင်ဒိုင်းဝင်ကွင်းလို့ပြောတယ်ဗျ။သူကျွန်တော်တို့ပြောပြီးတော့ तू ကမော်လမြိုင်ဒိုင်းဝင်ကွင်းကားတဲ့။ဟော तू ကအရန်ဆင်းရဲမိသားစုကနေပြီးတော့ तू ကအကြီးဆုံးတာကြီးပေါ့ဗျနော်။ तू ကဒံဦး တန်ကွာအဟောင်းနေဟိုကလပဲနဲ့လိုက်လဲတယ်ဗျာသူတို့အဲ့ဒီခေကျွန်တော်တို့ငယ်စဉ်ဘောအဲ့ဒီခေတော့ဗျာတဲ့မှာအိုးတိုက်ခွဲဗျာနဲ့အင်ကြီးအထယ်အဟောင်းနဲ့လဲတာတို့တောတန်ကွာတန်တူတန်ဆောင်အဟောင်းနေစက်ကူစုပ်တီအဲ့စက်ကူအဟောင်းနေဒင်းဆိုစက်ကူအဟောင်းနေနဲ့ဟိုအဲ့လိုမျိုးတထုကလပဲနဲ့လဲတာတို့မျိုးမျိုးရှိတာဗောဗျာနော်အဲ့တော့အဲ့ဒီမှာအဲ့ဒီဟိုမမွန်ပါကြီးอ่ะ အမမွန်ပိုင်ကြီးကပါလဲဆိုအဲ့ဒီတောင်းတောင်းတန်ကွာအဟောင်းနေဟိုတောင်းတန်ကွာအေးတောင်းတန်ကွာအဟောင်းနေတန်တူတန်စားနေတတ်သူကလပဲနေသူလဲတယ်ပြောဟောသူကမော်ရမြအဲ့ဒီဒိုင်ဝင်ကွင်းကတဲ့သူအရင်အစင်းရဲ့သူပြောပြတော့သူ့မှာလက်သုံးလှည့်သစည်းကြီးရဲ့ဗျာတတလဲဗျာတတလဲနေသူလိုက်လဲအဲ့နဲ့သူအဲ့ဒီလုံလုံရင်းလုံရင်းနေဗျာသူ့မှာရီစားတယောက်ရတယ်ဗျာသူရီစားတော့ထုံးစံအတိုင်းပေါ့ဗျာ မော်မပေါ့ဗျာမော်လမြိုင်သူပေါ့ဗျာအော်မော်လမြိုင်သူဆိုမော်မပေါ့နော်ကျွန်တော်တို့ကတော့နာမည်ပေးတာမမွန်ဆိုတော့မော်မပေါ့ဟုတ်လားအဲ့လိုနာမည်ပေးကြပြီကျွန်တော်မွန်လူမျိုးတွေစော်ကားခြင်းမဟုတ်ပါဘူးနော်ကျွန်တော်တို့အနေနဲ့ဒီမှာအမိနာမတစ်ခုပေးခြင်းတာဖြစ်တယ်အဲ့လိုပေးရနေပါဘာဖြစ်လဲဆိုတော့တိရအဲ့ဒီဘိုင်ကြီးကအာကျွန်တော်တို့သူ့ရဲ့အကြောင်းကိုကျွန်တော်တို့ပြောပြတယ်ဗ ူ့ရဲ့အကြောင်းကျွန်တော်တို့ပြောပြရဲဆိုတော့ဟိုလူငယ်အဲ့ထင်တော့ဘာသာဘာ तू อ่ะအစ္စလာမ်မဟုတ်ဘူးကွာ तू ဟိန္ဒူလူမျိုးဟိန္ဒူဘောဓဘာသာအော် तू သူ့ရဲ့မမွန်ဆိုတော့မမမွန်ကဗမာဘုဒ္ဓဘာသာအော် तू อ่ะကျွန်တော်တို့ပြောပြရဲပေါ့နော်သူ့ရဲ့အကြောင်းကျွန်အဲ့ထင်တော့လူငယ်တော့နည်းနည်းတောက်တယ်တောက်ရင်းစားရင်ဆိုတော့ဗျာတောက်ရင်းစားရင်လည်းတယောက်ကိုတယောက်ယဉ်ချင်းယဉ်ပွင့်ကြတော့ပေါ့ကိုအကြောင်းပြောသူ့အကြောင်းပြောဆိုပြောကြတော့ပြောတော့ तू อ่ะကျွန်တော်တို့သူ့အကြောင်းပြောပြရဲ အာသူနဲ့မမွန်နေရအဲ့လိုမျိုးတန်ဟုတ်တယ်ကွာတော့ကလပ်ပဲလဲရနေပြီးတော့တွေ့ခဲ့တာပေါ့နော်အာမမွန်ကလည်းစပင်ကရှေရှေပေါ့ဗျာကိုလုံးကိုပေါ့လှတယ်မိန်းကလေးတယောက်ပေါ့ဗျာအသားညွညွပေါ့ဗျာရွှေမဆရာကောင်းတယ်ပေါ့ဗျာတည်တယ်မလားအဲ့လိုမျိုးပေါ့နော်သူမှအဲ့ဒီ blind white တပုံလေးတပုံရှိတယ်ဗျာအဲ့ဒါလေးကျွန်တော်တို့ပြအဲ့လိုပေါ့ဗျာသူလည်းအလုပ်တွေလုံး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 ပြီးတော့ပတ်စံနေသူကအဲ့လိုမျိုး သူဗမာပြည်ကိုသူငွေလွှဲရင်သူညီကိုမောင်နှမစီကိုလွှဲသလိုသူမမွန်စီကိုလည်းသူလွှဲတယ်ဗျ။အမွန်စီမှာသူစုတာ။အဲဒါသူရဲ့ရီမန်းကြက်ကဗျာသူတို့နှစ်ယောက်ယူမယ်ပေါ့ဗျာနော်။အဲ့တော့မမွန်တို့ကဘာပြောလဲဆိုတော့ဗျာနော်။အဲ့ဒီခဲအဲ့ဒီခဲတော့မော်လမိုင်မှာဘာလေးဘင်းကစည်းလောက်ဝဲနိုင်ပြီဆိုရင်ပေါ့ဗျာ။တော်တော်လေးစီးပွားဖြစ်ပြီပေါ့ဗျာဒီမှာရှာဖို့ဖွလို့ရပြီပေါ့နော်။အဲ့တော့သူပြောတာဘာပဲဖြစ်ဖြစ်ပေါ့ကားဟောင်းလေးစည်းဝဲနိုင်အောင်စူးစမ်းပြီးတော့ သူပြန်လာခဲ့မယ်ပေါ့ဗျာအဲ့မှာမဟုတ်လည်းမှသူတို့ဈေးမှာသူတို့မမောင်ကဈေးရောင်းပေါ့နော်သူကလည်းလိုမျိုးပေါ့ကုံကုံကားဆွဲမယ်ဘာညာအိမ်မက်တည်နေပေါ့ဗျာအဲ့တော့အဲ့ဒီအိမ်မက်တည်ပြောဆိုပြီးတော့ဗျာသူတို့နှစ်ယောက်ဂတိကတိဝေးတည်လို့ပြီးတော့ဒုက္ခမြလေးအဲ့ချစ်ခဲအဲ့ဒီခါမော်လမယ်ကနေပြီးတော့လှေလှေလိုက်ပြီးတိုင်းကိုသွားလို့ရတယ်ဗျာအဲ့တော့အဲ့လိုမျိုးတဆင်းတဆင်းလာတာတဲ့သူဘလောက်တော့ကကသူ့မှာပတ်စံမရှိဘူးအဲ့ဒါသူလှေမှာလုံးလုံးပြီးတော့လှေလုံးသားလုံးပြီးသူတိုင်းလိုက်တယ် ထိုင်းမှာရတော့ထိုင်းမှာကုံစင်းပေါ့ဗျာကုံစင်းဆိုတော့ထိုင်းမှာထွက်ပြေးတော့ဟုတ်လေးရနေပြီလေးလုံးသားနေထွက်ပြေးသွားတယ်တခါထိုင်းရောက်တယ်ထိုင်းမှာတခါအလုံးလုံးရတယ်တဲ့6လလောက်သူအလုံးလုံးအလုံးလုံးပြီးတော့တခါပတ်စံနေနေရတော့တခါမလေးရှားတော့သူဘိုးဝင်ပြန်ပြီးအဲ့လိုမျိုးတဆင့်တဆင့်သူလည်းကိုယ်လိုမျိုးပဲပေါ့ဗျာတည်ရမဲ့ဒုက္ခဒုက္ခတွေနဲ့ရောက်လာတယ်ရောက်လာပြီးတော့သူလည်းကားရည်စီကျွန်တော်နဲ့စုံတော့ပေါ့ဗျာအဲ့လိုပေါ့အဲ့တော့ သူကလုံး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 ပြီးတော့ရာသမျှပတ်ဆံအားလုံးကိုသူညီကောင်မောင်မဆီကိုပထမတော့နည်းနည်းပါပါလွှဲနောက်ပိုင်းကျတော့ဗျသူမမောင်အားလည်းဗျပတ်ဆံပေးပေးတော့ပို့ပြီးတော့တဲ့မှာဟိုလိုပြစ်တယ်ဒီလိုပြစ်တယ်ကားဝယ်ထားမယ်ဟိုဟာလှုပ်ပေးထားမယ်ဒီဟာလှုပ်ပေးထားမယ်ဆိုမျောလင်းချက်တင်နေသူဆီကနေပတ်ဆံနေအော်လုံးလိန်လိန်ညာညာပြီးတော့ယူနေတော့သူမတိဘူးဗျသူ၆နှစ် ကြော်ကြော်ခုနှစ်နှစ်လောက်သူပတ်စံလေးအားလုံးကိုလှုပ်လို့ရတဲ့ပတ်စံလေးအားလုံးအဲ့မမွန်ကိုသူပေးတယ်။အဲ့ဒီအချိန်ကကျွန်တော်တို့ခမားတို့အခုလိုမျိုးစမတ်ဖုန်းတွေဘာဖုန်းတွေရှိရောမမရှိတဲ့ခေတ်ဆိုတော့ဗျာတယောက်ကိုတယောက်မြင်ရဖို့ဆိုတာမလွယ်ဘူးတွေဗျာဟုတ်တယ်နော်အဲ့တော့တယောက်ကိုတယောက်ဖုန်းနဲ့ပဲစကားပြောရတာဖုန်းလေးဆက်စားလေးရေးပုံတော့အဲ့တော့ သူကလည်းမမွန်ပြောတဲ့စကားပဲသူနားထဲကြားပြီးသူယုံနေတယ်မမွန်ရေးတဲ့စာလေးတွေသူ့အတွက်အတိရမလားခွန်အားတွေပေါ့ဗျာဗလာတွေပေါ့အဲဒီဗလာတွေနဲ့သူအလုပ်တွေလုပ်ပြီးတော့ဥဆန်နေအားလုံးမမွန်ပြီးပြီးပြီးနဲ့ခုနှစ်နှစ်လောက်ကြာသွားမလေးရှားတော့သူလည်းသူကလည်းသူပေးထားကမ်းထားတဲ့ပတ်စံလေးနဲ့ဆိုတော့သူ့အနေနဲ့သူလည်းယောက်ျားသားတယောက်ပဲဗျာအတိရပါတော့ဒီလောက်ဆိုရင်တော့ငါပြန်တင့်ပြီဆိုပြီးတော့ ပြန်မယ်ဆိုပြီးတော့တကယ်ကြီးနဲ့အားလုံးလို့အဲ့ကျတော့ပြန်တော့အောက်လမ်းပေါ့ဗျပွဲစားနဲ့ချိန်ပြီးတော့ပြန်တော့ပေါ့ဖြစ်ချင်တော့ပွဲစားရလဲမော်လမင်ကအဲ့ဒါပွဲစားအင်ကိုရောက်လာရောက်လာတော့သူ့သူ့လာခေါ်လာခေါ်တော့ထိုင်းပြင်းနဲ့မင်းဘယ်ရလဲဘာညာမိတ်ဆက်ရင်းနဲ့တော့လဲပြောပြတာပေါ့ပြောပြတော့ကျွန်တော်တို့တကယ်ကြီးနေရာလဲပွဲစားကိုပြောတော့ဘာဘိုင်ကြီးပေါ့ခင်ဗျာဒီလူနဲ့လိုက်ဟိုရောက်တော့ခင်ဗျာတခါလဲမင်္ဂလာဆောင်မှာတန်းပြီးတော့စားရုံပဲပေါ့တော့ဟိုရောက်တော့နေသူ့ကောင်မလေးမတ်မွန်နဲ့မင်္ဂလာဆောင်တော့မှာပေါ့ မမော်သောဟောက်လာခမဲသူသူဘသူလဲဘယ်ဝါလဲဘာညာလို့စကားဆက်ရန်နေပြီတော့ဟဲ့မပွဲသားဟာတေးကြလားခမ ्या အဲ့ကမလီရခမ ्या ရဲ့ဟိုလေးဆိုတော့တေးကြတယ်ဗောကျွန်တော်ရဲ့ချစ်သူဘောဓာတ်ပုံတော်ဗျာမပွဲသားဟာဆိုရင်လည်းညီကိုလည်းမင်းမပြန်သေးတော့လေငါမျိုးမခေါ်ရတော့ဘူးလေမင်းမပြန်သေးတော့လေဘာဖြစ်လို့ငါမျိုးစဉ်းစားရပြောမပြန်သေးတော့လေဟာဘာကြောင့်လဲဘာဖြစ်လို့မပြန်မှာလဲတော့ မင်းကောင်မကလည်းခလေးတော်နှစ်ယောက်ရနေပြီဟာဟုံးလို့လားလို့မင်းကစကားမယုံဘူးလားလေမယုံဘူးပေါ့တော့ဘယ်သူကယုံမှာလဲ तू ချင်းနေတာလေအသေးတော့အာခင်ဗျာမယုံဘူးဗျာပေါ့အေးမယုံဘူးပါဆိုရင်လည်းမင်းခဏဆောင်နေတဲ့သူ့ယောက်ျားတဲ့ကမင်းကိုချိန်ပေးမယ်တဲ့အဲ့တော့ဖုန်းခေါ်ချက်ချင်းပွဲသားတွေအဲ့ဒီကိတော့ပွဲသားတွေဖုန်းကင်နေတယ်ဗျာဟာဖုန်းပေါ့နော်ဆယ်လူလာဆယ်လူလာဖုန်းပေါ့ အပွဲစားကားရဲဖုန်းခေါ်ဖုန်းခေါ်ပြီးတော့ကသူ့ယောက်ျားအဲ့ဒီမတ်မွန်ရဲ့ယောက်ျားမော်လမြိုင်မှာယူထားတာကလေးတော်နှစ်ယောက်ရနေပြီတဲ့အဲ့ဒါခေါ်လိုက်တယ်အမင်းမတ်မွန်ဟိုသူကတော့မတ်မွန်လို့ခေါ်တာပေါ့ဗျာသူတို့ကတော့တမျိုးပြောတာပေါ့မင်းဘသူပဲဝါပေါ့နော်ဟုတ်လားပေါ့အဲ့နဲ့ခါရဲဒီကောင်နဲ့စကားပေးပြောတာပေးတယ်ပေးပေါ့အဲအဲ့ဒီယောက်ျားပါပြောဆိုကျွန်တော်သိရတဲ့ဇလန်းကိုတဲ့ အဲ့တချင်တော့သူကျွန်တော်ပြောဘူးလေဗောနော်သူရီစာတယောက်ရှိရမလေးရှားသတ်သွားတယ်ဗောဒါမဲ့သူ့ဆက်သွယ်လည်းမလုပ်တော့ဘာမှလည်းမရှိဘူးဗောနော်ခုနှစ်နှစ်တည်တည်ဗောနော်ကျွန်တော်ရှာဖွေပေးကမ်းခဲ့တာဒီအဲ့ဒါဒီအားလုံးဒါပေမဲ့သူခိုးဘက်ကနေပြီးတော့သူ့ကိုဘာတွေဘာတွေပြန်ပြောတယ်လို့ကိုယ်လည်းမသိဘူးပဲကိုယ်လည်းမှမကြားရတာအဲ့ခေတ်တော့ဖုန်းကလည်းအရင်စည်းကြည့်တယ်ဗျာပွဲစားရတယ်ကဲဟျောက်မင်းတို့တော့ငါဟိုနေ့လုတ်ပေးခဲ့ပြီးပြီ channel ကိစ္စမင်းကိစ္စ မင်းပြန်ကြင်ပြန်မပြန်ကြင်မပြန်လဲပေါ့နော်အဲဒါနဲ့သူညီကောင်မောင်သမားတွေကသူဖုန်းဆက်ပြီးတော့အဲဒါစုံစမ်းခိုင်းတော့အဲနဲ့သူ့မျိုးတိုင်းဝိုင်းတွေဘက်ကလည်းစုံစမ်းပြီးတော့ဟုတ်တယ်ဗျဟုတ်နေမှန်နေတော့အဲ့မှာအတဲခွက်ဇလန်းတွေပြည့်ပြီးတော့လုံးဝအယိုးထီအောင်ယူသွားတော့တာပဲဗျသူယူဖို့ယူနေရတဲ့တမျိုးဗျအရက်တွေပထမတော့အရက်တွေတောက်တယ်အရက်တွေတောင်းရင်တောင်းရင်တောင်းရင်အတဲခွက်ရောက်ကြလေးဆိုဗျအတဲခွက်ရက်တောက်လို့ဗျဒါဘာမှမဆန်းဘူး ကိုကြီးလဲငယ်စဉ်ဘောကဟာတယ်မှာကွဲခဲ့ဘူးတာတော့ကမှယောက်ျားတိုင်းလူလို့အသေးကွဲဘူးတယ်မိန်းမတိုင်းလူလို့အသေးကွဲဘူးတယ်မတအသေးမကွဲဘူးတဲ့ယောက်ျားမိန်းမမရှိပါဘူးပြေနော်အော်အရွယ်တစ်ခုရောက်လာအချစ်ကိုစတင်ပြီးတော့ဒီစားတယ်ပြီးတော့ကွဲကြပြေကြတယ်ရံပြေကြတယ်ဒါကတော့လောကကြီးရဲ့နေရာမှာဒီမှာဒါကဘာတစ်ခုမှဟိုဘယ်လိုပြောမလဲဆိုခရီးမရှိဘူးဟုတ်ပြောချင်တာကဘာလဲဆိုအဲ့ဒီလိုမျိုးအသေးကွဲတဲ့အရက်တွေတောင်းတယ် ရတောက်ရင်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 နေပြီးတော့အလုတ်တွေပြက်အလုတ်တွေပြက်ရပါပြောက်သွားတယ်ဆိုတော့လုံးဝလမ်းဘေးကိုရောက်သွားတယ်လမ်းဘေးကိုရောက်တော့သူ့မှာအရက်ကလည်းနတ်မမှန်တော့ဟိုတည်းမှာအလုတ်ကလည်းမရှိတော့သူလုံးဝကျွန်တော်လိုပေါ့ဗျာပြည်တယ်မှာအလုတ်ကလည်းပြုတ်သွားပြီဗျအလုတ်ကလည်းပြုတ်သွားပြီတကယ်ချင်းအပေါင်းသင်းနေသားမှာလည်းကတ်နေဘလောက်ဒီနေလဲတကယ်ချင်းနေရတော့တနာလို့ပေးသားကျွေးသားပဲမယ်သူကမနေတော့ဘယ်နဲ့သူကလုံးဝအဲ့ဒီဖုန်းတိုင်အောင်မှာလမ်းဘေး PC ကိုဖုန်းတိုင်အောင်မှာ သူထိုင်နေထိုင်ပြီးတော့ဖုန်းကိုဖုန်းကကြိုးအရှိကြီးတွေဗျာဆက်မအောက်ကိုတွဲလောင်းချလို့ရတယ်ဖုန်း PC ကိုအောက်မှာထိုင်လိုက်မယ်ထိုင်ပြီးအဲဖုန်းဖုန်းတိုင်ကိုကြောမိပြီးတော့ထိုင်ပြီးတော့တရားတော်စကားတွေပြောနေငိုငိုပြီးတော့မမုံဗျာခင်ဗျာကျွန်တော်ရက်ဆက်တယ်ခင်ဗျာလုံးရက်တယ်ဗျာခင်ဗျာကျွန်တော်အသေးလေးခွဲလိုက်တယ်ဘာဖြစ်တာသူသူရင်ထဲကခံစားချက်တွေဗျာသူအဲ့ဒီမှာပြောနေအဲ့ဒါကျွန်တော်တို့ အလုတ်သွားအလုတ်ပြန်ခဏခဏအဲ့လိုဖုန်း PC ကိုသားမှသူ့ကိုတွေ့ပြီးစင်မမွန်ပိုင်ကြီးရောမုံလေးပါလေးစားပါညာတကောလက်ဖေးဝယ်ပေးလိုက်သမီးဟိုမှာမုံစားခြင်းဆိုမုံလေးဝယ်ပေးခဲ့အဲ့တော့အပန်းအဲ့ဒီအပန်းတခွင်မှာရောဗျာအရင်ဆုံးတော့ PCO တွေရှိတယ်ဆိုတော့ PCO တွေအောက်တွေမှာတက်မှာငိုတို့လေးထားပဲဖုန်းကြိုးလေးကိုဆွဲပြီးဖုန်းမိုက်ကလေးကနေသူစကားပြောအဲ့သူနောက်ပိုင်းကျတော့ပြပြရောစပင်းလေးလုံးဘုံတိုက်ကြီးတယ် မုတ်စိတ်မွေးတွေနဲ့ဒီနိုင်ငံသားအိန္ဒိယကလေကလာကလေကလာတယောက်လိုလိုယူပြီးတော့တော့သူညီကောင်မောင်သမားတွေကိုပြောတယ်သူညီကောင်မောင်သမားတွေကစင်းရတော့ဗျာဘာမှလည်းသူ့ကိုလုံးမပေးနိုင်ဘူးဗျာတိတယ်မလားသူတို့ခမရလဲလက်လုံးလက်စားတွေလေဗျာအဲ့တော့သူ့ကိုဘာမှအခုညီမပေးနိုင်ဘူးအဲ့တော့ဒီလူဟာအခုချိန်ထိမလေးရှားရဲ့နေရာတနေရာမှာရှိမယ်လို့ကျွန်တော်မျှော်လင့်နေဗျာအချစ်ကြောင့်ယူသွားတဲ့မမွန်ပိုင်ကြီးပေါ့နော် ူ့ရဲ့ဇလန်းပေါ့အဲကြောင့်မင်းကလေးတွေကိုကျွန်တော်ဗျာပြောချင်တယ်အခြေတစ်ခုကိုအခြေတစ်ခုကလှည့်စားစီရမဟုတ်ဘူးဗျာအခြေတစ်ခုကအပေးယူလည်းမဟုတ်အခြေဆိုတာချစ်ချစ်ဖို့တတ်တတ်ပါပဲချစ်နေရပြီမမဘာကြီးပြောတဲ့စကားအယူစကားဆိုရင်ကျွန်တော်ဒီနေ့ချိန်ကြီးမှတ်မိတယ်ကျွန်တော်တို့ကသူ့ကိုပြောတာဘုံမမဘာကြီး ခမရအဲ့ဒီမိမောင်းမေးလိုက်စမ်းပါခမရဘောကခမရဒီမှာအလုတ်ပြန်လောက်ကောင်းမလို့ဟုတ်လားခမရအများကြီးရသေးတယ်ခမရဒီတိုင်းကသာကြိုက်တဲ့ကလမတွေရှိတာပဲဒီအမမပဝင်းညောင်မှာပြအလုတ်ဟိုဒီတိုင်းကသာကလေကလမတွေရှိတယ်ပဲသူ့ကိုနည်းနည်းပါကြိုက်တဲ့ခုံပါလေကျွန်တော်တို့ကသူ့ကိုအဲ့လိုမျိုးပဲလှည့်ပေးတာပေါ့ဗျာတမိုးပါတော့အာယုံကိုလှည့်ပေးတာသူပြောရစကားတော့ဒီနှလုံးသားကတခါပဲပေးလို့ရနှစ်ခါပေးလို့မျိုးသုံးခါပေးလို့မျိုး ဲ့လိုအကြိမ်ကြိမ်ပေးနိုင်တဲ့နှလုံးသားအဲ့ဒါစစ်မှန်တဲ့နှလုံးသားမဟုတ်ဘူးနောက်တစ်ခါနောက်တစ်ခါတခုရှိတော့ तू ပြောတဲ့စကားကျွန်တော်မှတ်မိတယ်ပြောအချစ်ဆိုတာချစ်ဖို့တတ်တတ်ပဲကွာတဲ့ तू ရှိသည်ဖြစ်စေ तू မရှိသည်ဖြစ်စေသူ့ကချစ်နေရရင်ငါချစ်တဲ့အကြောင်းတွေသူ့ကိုပြောနေရရင်ငါကျင့်တတ်တယ်နောက်တစ်ခါ तू ပြောတဲ့စကားတခုရှိတယ်အာ ဘာလဲဩမမောတာကျင်းလာမယ်ဆိုရင်အသေးကိုအစိုက်စိတ်အပေါ်မှာခွဲပြီးတော့တဲ့ဘာအချင်းလဲမသိသူပြောတယ်သူတို့နာမော်လမဲကနာမည်ကြီးအချင်းနေပါဘို့ရတော့အဲ့ဒီအချင်းနေတဲ့သူ့စားမယ်ဆိုရင်တော့မာတဲ့တရားကောင်ကရင်ဘတ်ကိုဇပွဲဇပွဲသူ့ရင်ဘတ်ကိုဇပွဲဇပွဲလှုပ်ပြီးတော့တဲ့တဲခင်းကျွေးလိုက်ချင်တာတဲ့ တော်တော်ချစ်သက်တဲ့လူကြီးဗျာအဲ့လိုလူမျိုးယူသွားတာဗျာနာကျင်ရတယ်ဗျအေးပါကျွန်တော်ဒီနေ့ပြောချင်တဲ့ဇလားတော့ဒါပဲဗျာတငယ်ချင်းတို့အဲ့တော့အချစ်ကြောင့်ယူသွားတဲ့မတ်မွန်ဘိုင်ကြီးပေါ့နော်တငယ်ချင်းတို့လည်းအချစ်ကြောင့်အတဲကွဲဘူးချင်းကွဲဘူးမှာပေါ့ဗျာ။တော့ပြောရင်မျက်ရည်တော်ကြားတယ်ဗျာ။ ကျွန်တော်မမွန်ပါယူတတိယပေါ့တတိယပဲဒီနေ့တော့တကယ်ချင်းလို့လည်းချေချောင်းယူခြင်းလည်းယူကြပါဘုံပြတော့မူးခြင်းလည်းမူးကြပါဘုံပြဒါပေမဲ့မမွန်ပါယူလို့ပြောတော့ဘဝပြသက်လောက်တဲ့ဒီမယူကြဘူးမမူးကြဘူးတော့တော့တော့လွယ်မာတဲ့အချက်ကိုချစ်မိပြီဆိုတာကိုသိလိုက်ရင်မိမိဘဝကိုမကန်တဲ့လမ်းကြောင်းပေါ်မှာပြန်တင်ပြီးတော့ ိုယ့်ရဲ့ဘဝနောက်ဆုံးနေဝင်ခြင်းတွေကိုလမ်းမေးမှာအယူတရားလိုမျိုးသုတ်ပြပြီးတော့တင်ဆုံးမဲ့အစားပြောအဒီမိမကိုနာကြီးစိတ်နဲ့ကိုဘဝကိုအမြင့်ဆုံးအထိပြန်တယ်အောင်ကြိုးစားပါလို့ပြောရင်လည်းဒီနေ့တငယ်ချင်းတွေကိုနှုတ်ဆက်လိုက်တယ်အားလုံးပဲကျမချမ်းသာပျော်ရွှင်ကြပါစေပါပါ